အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။တရုတ်နိုင်ငံရဲ့နောက်ဆုံးထုတ်လေရီတင်သင်းမောကိုနိုဝင်ဘာလ9ရက်နေ့မှာတက်တော်ဝင်လိုက်ခြင်းအပြင်တရုတ်အမေရိကန်ရေတပ်အင်အားပြိုင်ဆိုင်မှုကိုမြစ်သက်စေလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့နောက်ဆုံးထုတ်လည်းဖြစ်ဆွမ်းအားမြင့်မာမှုလည်းရှိတဲ့ဖူကျန်းလေရီတင်သင်းမောတက်တော်ဝင်အခမ်းအနားကိုတရုတ်သမ္မတရှီကျင်းပင် ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ ရက်စစ်တန်လိုင်းလုံးစနစ် electromagnetic cutter board system တပ်ဆင်ထားတဲ့အခုသင်္ဘောဟာရှင်းနေပြီဖြစ်တဲ့လျောင်နင်းနဲ့ရှန်တောင်းလျင်တဲ့သင်္ဘောကြီးတွေထက်ပိုပြီးခင့်မီတယ်လို့ပြောလို့ရပါတယ်ဖူကျန်းလီရဲ့တဲ့သင်္ဘောဟာတရုတ်နိုင်ငံကကိုရိုင်းဒီဇိုင်းထုတ်ပြီးတည်ဆောက်ထားတဲ့ပထမဆုံးလီရဲ့တဲ့သင်္ဘောလေးဖြစ်ပါတယ်။အရင်ရှိနေပြီးနှစ်စီးတဲ့ပိုကြီးပြီးလီရဲ့အရေအတွက်လည်းမြန်မြောက်ပိုတင်နိုင်ပါတယ်။ ဒီလီအတင်တင်မိုးကြီးဟာတရုတ်နိုင်ငံထုတ်ခင်မီလင်းရင်တွေဖြစ်တဲ့ပြင်စမမျိုးဆက် ကိုပြောင်တိုက်လင်းရင်ဖြစ်တဲ့ J35A တိုက်ခိုက်ရေးဂျက်လင်းရင်ဖြစ်တဲ့ J15 ရန်သူရဲ့ရေဒါနဲ့စက်သွယ်ရေးစနစ်တွေကိုဖျက်ဆီးတဲ့ J15DT လင်းရင်နဲ့ ထောက်လန်ရင်လင်းရင်ဖြစ်တဲ့ K600 လင်းရင်တွေကိုတည်ဆောက်သွားမယ်လို့စီရီသုံးသက်တူတွေကယူဆကြပါတယ်။တင်ပေါ်သက်တော်ဝင်လိုက်တဲ့အတွက်တရုတ်စစ်တပ်ဟာပုံပြီးပြင်းထန်တဲ့တိုက်ခိုက်ရေးဆွဲရည်ကိုရစီမှာဖြစ်ပါတယ်။လေရင်တွေဟာစီအပြစ်လက်နဲ့အပြစ်နဲ့သမုတ်ရတဲ့နေရာကနေထွက်ခွာနိုင်မှာဖြစ်ပါတယ်။ထောက်လဲရေးလေရင်တွေကြောင့်စစ်မြေပြင်ကိုအဝေးကနေမြင်နိုင်စမ်းရှိလာမှာဖြစ်သလိုတရုတ်ရဲ့စီအင်အားပြသနိုင်တဲ့ area လဲကျယ်ဝန်းလာမှာဖြစ်ပါတယ်။ တရုတ်ကလေယာဉ်သည်သင်္ဘောကြီး၃စီးအထိရှိလာပေမဲ့နျူကလ িয়ার စွမ်းရည်သုံးအပါအဝင်လေယာဉ်သည်သင်္ဘောကြီးတွေ၁၇စီးလောက်ပိုင်ဆိုင်ထားတဲ့အမေရိကန်နဲ့ရှင်တော့လိုက်မီနိုင်ဖို့အတော်ကိုလူနေပါသေးတယ်။ထိုင်ဝမ်ဒုတိယသမ္မတရှောက်မီချင်ကရှာရှာပပဥရောပပါလီမန်မှာမိန့်ခွန်ပြောကြားခဲ့ပါတယ်။ဒီလိုပြောကြားတာကိုလည်းပီကင်းတရုတ်အစိုးရကကန့်ကွက်ထားပါတယ်။ ထိုင်ဝမ်ဒုတိယသမ္မတကတောက်ကြနေကဘယ်ဂျီယံနိုင်ငံကဥရောပပါလီမန်မှာမိန့်ခွန်းပြောကြားခဲ့တာပါထိုင်ဝမ်နိုင်ငံအနေနဲ့ဥရောပမှာပုံရဟန်းမဲကြီးရုံးဆိုင်တဲ့ Vatican City နဲ့သာတရားဝင်တန်အဆက်အသွယ်ရှိတာဖြစ်ပါတယ်ဒါပေမဲ့လည်းထိုင်ဝမ်ကအရာရှိတွေအလဲပတ်သွားတဲ့အခါမျိုးတွေမှာတရုတ်နိုင်ငံရဲ့ကန့်ကွက်မှုတွေကိုတော့ဥရောပနိုင်ငံအကြီးအသေးတွေကခရီးဆိုင်လေးမရှိပါဘူး ထိုင်ဝမ်ဒုသမတရှောက်မီချင်ကမိခွန်းထဲမှာတော့ကဘာအနက်ကဒီမိုကရေစီရှိတဲ့လွတ်တော်ရီနဲ့ပုံသူဖြစ်ဖို့တန်လိမ့်ထန်ချထားတဲ့လူအဖွဲ့စည်းရဲ့အတန်အနည်းနဲ့ပြောတာပါလို့ထက်ပြောသွားပါတယ်။ ဥရောပအခြေစိုက်တရုတ်တန်ရုံကတော့သမဒချောင်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့တရုတ်တနိုင်ငံထဲမူဝါဒကိုနှစ်နှစ်ရှာရှာချိုးဖောက်လိုက်တာဖြစ်တဲ့တရုတ်ပြည်ရဲ့ပြည်တွင်းရေးကိုပြပြင်းထန်ထန်ဆွတ်ဖက်တာဖြစ်တဲ့တရုတ်နဲ့ဥရောပအကြားထားရှိတဲ့အပြည့်အလန်နိုင်ငံရေးယုံကြည်မှုကိုအပြည့်အထန်ထိခိုက်စေတာဖြစ်တယ်လို့ပြောပါတယ် ဒုတိယကမ္ဘာစစ်အပြီးမှာတရုတ်ကွန်မြူနစ်တွေကအာနာယကူမင်တန်ပါတီကိုတိုက်ထုတ်လိုက်တဲ့အတွက်ကူမင်တန်တွေကထိုင်ဝမ်ကိုပြောင်းရွှေ့သွားပြီးအဲ့ဒီမှာနိုင်ငံတစ်ခုအနေနဲ့ဆက်လက်အုပ်ချုပ်နေရဖြစ်ပါတယ်။တရုတ်ကတရုတ်နိုင်ငံတနိုင်ငံပဲရှိတာဖြစ်ပြီးထိုင်ဝမ်ဟာလည်းတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းသာဖြစ်တဲ့ဆိုပြီးထိုင်ဝမ်ကိုတရုတ်နိုင်ငံထဲထည့်သွင်းဖို့စူးစမ်းနေရဖြစ်ပါတယ်။ က်ဆုံးသတင်းသပုတ်ကတော့ထိုင်းနိုင်ငံကမြန်မာပြည်သက်တွေအတွက်သတင်းပါပါမြင့်ချိန်မှာအရက်တောက်ရင်ဒဏ်ရိုက်ခံရမယ်ဆိုတဲ့ဥပဒေထိုင်းနိုင်ငံမှာနိုဝင်ဘာလ10ရက်နေ့ကစပြီးအသက်ဝင်ပြီးဖြစ်ပါတယ်။အရင်ကထိုင်းဥပဒေအရအရက်ရောင်းတဲ့အချိန်တွေကိုပဲကန့်သက်ထားတာဖြစ်ပြီးအခုအသက်ဝင်တဲ့ဥပဒေကတော့တောက်တုံးသူတွေအပေါ်မှာပါတဲရောက်လာမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာနေ့စဉ်ညနေ9နာရီကနေတကောင်12နာရီနဲ့မနက်7နာရီကနေမိုးလဲ2နာရီအထိသာ အရေရောက်ခွင့်ရှိခဲ့တာပါအခုတော့တောက်တုံးသူတွေကိုပါတဲရောက်တော့မှာဖြစ်ပါတယ်အသေးဝင်လာပြီဖြစ်တဲ့ဥပဒေအရတားမြစ်ထားတဲ့အချိန်ဒါမှမဟုတ် နေရာတွေမှာအရေးတောက်တဲ့သူဒါမှမဟုတ်ရင်အရေးတောက်ဖို့အတွက်ဝန်ဆောင်မှုပေးတဲ့သူတွေကိုဒဏ်ငွေဘက်တတောင်းအထက်ချမှတ်နိုင်မှာဖြစ်ပါတယ် ဆိုလိုတာကတော့စာတောက်ဆိုင်တွေဘားတွေကဖောက်တယ်တွေကိုနေ့လယ်တနာရီ59မိနစ်အထိရောက်ပြီးနိုင်ပေမဲ့တောက်ရတဲ့သူကတော့နှစ်နာရီထက်ကျော်ပြီးတောက်ခွင့်ရှိမှာမဟုတ်ပါဘူး။တောက်တုံးသူတွေကိုအေးအေးယူတဲ့ဥပဒေကြောင့်အဲ့ဒီချိန်တွေမှာအရက်တောက်တုံးမှုဟာထဲဝဲလောက်ကျဆင်းသွားနိုင်ရဲ့လို့ဘန်ကောက်ပို့စတတင်းစာက စာတောက်ဆိုင်သက်ဆိုင်ကမန်နေဂျာတယောက်ကိုကိုးကားပြီးဖော်ပြထားပါတယ်။